မြန်မာပြည်သူတွေရဲ့အသက်ပေါင်းထောင်ချီနဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကိုဝါမြူခဲ့တဲ့အင်အားအလွန်ပြင်းထန်ငလင်ကြီးလှုပ်ခတ်ခဲ့တာအခုဆိုတလားပြေပါပြီ။ငလင်ကြောက်ပြုတ်ပြက်ခဲ့ရတဲ့နေအိမ်နဲ့အဆောက်အုံတွေကိုအခုတလားကြတဲ့အထင်မရှင်းလင်းနိုင်သေးတာကြောင့်ရှားရီတဲရီမှာနေထိုင်နေရတဲ့ဒေသခံတွေရဲ့မြင်ကွင်းတွေဟာအခုချိန်ထိရှိနေသေးပါ။ ငလင်ဘေးတန်တဲ့ပြည်သူတွေဟာအိမ်ပြိုအိမ်ပြက်တွေကြားမနေရတာကြောင့်ညဘက်တွေမှာယာယီတဲတွေနဲ့ကွေးမြင့်ကျဲတွေမှာအိတ်ဆက်နေကြရဆဲပဲလို့စကိုင်းတိုင်းမှာနေထိုင်တဲ့အသက်29နှစ်အရွယ်မတ်အီမီအမီလွယ်ကပြောပါတယ်ငလင်ကြောက်သူတို့မိသားစုလွတ်မြောက်ခဲ့ပေမယ့်ဥလေးနဲ့အတော်တော်ဆက်သူတွေကတော့ငလင်ကြီးလှုပ်ခတ်ခဲ့တဲ့နေရာမှာနေအသက်ဆုံးရှုံးခဲ့ရတာပါ အိုးအိမ်တွေပြည့်စည်ခဲ့ရသလိုဆွေမျိုးဆုံးရှုံးသွားရတဲ့မအီမီတို့မိသားစုဟာလက်ရှိအချိန်ထိတော့ပြန်လည်ထူထောင်ရေးအတွက်ထိရောက်လုံခြုံတဲ့အကူအညီတွေလောက်လောက်လာလာမရသေးပါဘူး။ဒေသခံတွေဟာပြည့်စည်သွားတဲ့အိုးအိမ်တွေကိုကိုတူကိုတာစနစ်နဲ့ရှင်းလင်းနေကြရပါတယ်။ဒီလိုအိမ်ဖြိုဖျက်ဖို့အတွက်စကိုင်းတိုင်းမှာကူညီနေတဲ့အဖွဲ့တွေရှိပေမယ့်အလူငွေတချို့ပေးရတာကြောင့်ပတ်စံမရှိရင်လက်ရှိအချိန်ထိမရှင်းလင်းနိုင်သေးတဲ့အခြေအနေပါ။အစိုးရကဘယ်အိမ်မှလာမဖြိုဘူး။ဟုတ်လို့လူတွေဖြိုးနေကြတာအဲ့ နှစ်လိုင်းပေါ်မှာနာမည်ကြီးဆယ်လီလေးသူသူလိုက်ဖြိုးပေးတာအေတင်ကိုလာဟမ်အေတင်ကိုရဲ့ကုမ္ပဏီကလာဖြိုးပေးကြတယ်ပဲရှိရအစိုးရတော့လာမဖြိုးပေးသေးပါဘူးခချင်းကြီးရှိချင်းနေရတော့ညီမတို့အခုတော့အလှရှင်တွေတော့တိတ်မရှိတော့ဘူးပေါ့နော်အစိုးရစီကနေလည်းအခုချိန်နေရတော့တေဆုံးသူတွေထောက်ပံ့ကြီးတောင်တခါပဲရဘူးလေထင်တယ်အဲ့ဒါပဲရဘူးလားအစိုးရစီကနေအခုချိန်အိမ်ဆောက်ဖို့ပါညာလည်းထောက်ပံ့ကြီးတော့မရသေးဘူး တို့ရထောက်ပံ့ကြီးပေးမှာဖောင်နေထက်ပေါ့ဓပုံအိမ်ပြအိမ်ပြိုအိမ်ပြဓပုံနေပေးအဲထောက်ခံစာရေးပေးဆိုလို့လဲပေးတော့ပေးထားတယ်ပေါ့နော်ဒါပေမဲ့အခုချိန်ဒီညီမတို့ဘက်ကဘာမှအကြောင်းမပြန်သေးဘူးဟိုထောက်ပံ့ကြီးလည်းမပေးသေးဘူးပေါ့နော်အိမ်ပြိုပျက်စီးတာတွေကိုကိုတူကိုတရှင်နေမှုကအိမ်သေးတလုံးစာဆိုရင်အနည်းဆုံးအခကျင်းငွေကျပ်သိန်း90လောက်အထိပေးကြရပါတယ် တချို့ဒေတာတွေမှာအပြိုအပြက်တွေကိုရှင်းလင်းဖို့ဆက်ရန်နေရာတွေအခမဲ့ကူညီတာရှိပေမဲ့ဆက်သုံးစီဖို့အတွက်တော့ငွေကြေးမတက်နိုင်တာကြောင့်မရှင်းလင်းနိုင်တာတွေလည်းရှိနေပါတယ်။ဒါကြောင့်ငွေကြေးတက်နိုင်သူတွေဆိုတခြားနေရာကိုပြောင်းပြီးအင်္ဂါနေနိုင်ကြပေမဲ့မတက်နိုင်သူတွေကတော့ကွင်းမြင်တွေထဲစုပေါင်းပြီးညဘက်တွေဆိုချင်းအောင်ကိုစီချအိတ်ဆက်နေကြရဆဲပါ။ နွေရာသီရောက်လာတာနဲ့အမျှတဖြည်းဖြည်းမြင့်လာတဲ့နေ့အပူချိန်အပြင်အခုရက်ပိုင်းမုန်တိုင်းကြောင့်လေတိုက်မိုးရွာတွေကငလီဘေးဒတ်တဲ့သူတွေအတွက်အခက်အခဲမျိုးစုံကိုရင်ဆိုင်နေရတယ်လို့အမရပူရာမြို့နယ်မှာငလီကူညီမှုတွေလုပ်နေတဲ့အသက်55နှစ်အရွယ်အမျိုးသားတူကဆိုပါတယ်။ရာသီဥတီတာတော့ဒီပူကနောက်ဘူးရာသီဖြစ်လာတဲ့အတွက်ကြောင့်လည်းလည်းဆိုရင်ရတယ်ကွာလက်ရှိနေနေရတာကခုနပြောလို့မိုးပါတယ်ရှားကြီးတဲလေးတွေဖြစ်တဲ့အတွက်ခါးကမှုအားဖြင့်ပြန်နေတဲ့ခါကျတော့ အဲ့ဒါလေးတစ်ချက်စူးရင်းရတယ်။နောက်မီးအခက်ခဲတော့ကွာ။သူအလူရှင်အားလုံးစူလာလေးသူတို့နိုင်သလောင်းနဲ့စူလာလေးလာလူနေထားတာရှိတယ်စူလာ။ဘာရ60ဝက်တစ်ချက်ရဲ့။နောက်ပြီးတော့အင်ပါတာရဲ့ဖက်စီကိုလာပို့ထားတာရှိတယ်။အဲ့ကောင်လည်းညာဘက်9နိုင်လောက်ဆိုရင်ဒါမီးကပြတ်သွားပြီ။နောက်မျိုးတမီမျိုးသားတော့အင်္ဂါနဲ့လည်းလောင်းဝေးတဲ့ခါကျအဲ့မှာကိုယ်တို့လက်ရှိမှာမီးတွေမပြေးနိုင်ဘူး။မီးမပြည့်စုံဘူးပေါ့နော်။ ငလင်းလောက်ခတ်မှုကြောင့်အဓိကအဖြစ်မန္တလေးအင်ဝါအမရပူရာပတိန်ချီကြောက်စဲစကိုင်းနဲ့ရှမ်းပြည်နယ်အတွင်းတက်ရောက်မှုပြင်းထန်ခဲ့ပါတယ်။အဲ့ဒီဒေသခံတွေဟာနေထိုင်ရေးအခက်အခဲတွေ့နေရုံသာမက နေ့စဉ်အခြေခံစားတောက်ဖို့အတွက်ပါအခုကြီးတွေလိုအပ်နေကြစေပါ။ငလင်းရေးပေါ်ကဲစဲရေးလူမှုကူညီရေးတွေအတွက်ဧပြီ23ရက်အထိနိုင်ငံတကာကလူရန်ငွေကန်ဒေါ်လာ55.8တန်အထိစစ်ကောင်စီကရရှိထားပါတယ်။ အဲ့ဒီနောက်မှာလည်းနိုင်ငံတကာကငန်လင်ကူညီကယ်ဆယ်ရေးနဲ့ပြည်လဲထူထောင်ရေးအတွက်ငွေကြေးအပြင်ထောက်ပံ့ပစ္စည်းတန်ကြေးများစွာလှူဒန်းထားပါသေးတယ်။ဒါပေမဲ့ငန်လင်ဘေးဒဏ်သင့်ပြည်သူတွေဟာငန်လင်တကြားထိခိုက်ပျက်စီးဆုံးရှုံးမှုတွေအတွက်လက်ရှိအုပ်ချုပ်ရေးတာဝန်ယူထားတဲ့စစ်ကောင်စီစီကလုံလောက်တဲ့ထောက်ပံ့ခြင်းမရသေးပါဘူး။ထောက်ပံ့ကြရတဲ့သူတွေမှာဆိုရင်လေအိမ်နောက်စုတစုကမှစက်3000ကနေအများဆုံးစက်3000လောက်အထိပဲရကြတာပါ ဒါကြောင့်အခုတက်လာတာအချိန်ထိငလင်တန်သည့်ပြည်သူတွေဟာ စားတော့ကုန်အိမ်သုံးပစ္စည်းအမှုအကာစေဝါနဲ့တက်ရှိရေးသုံးပစ္စည်းတွေငွေကြေးလိုအပ်ချက်တွေရှိနေပါတယ်။စကိုင်းတိုင်းကအသက်29နှစ်အရွယ်အမျိုးသမီးတူကရက်ွက်ထဲမှာပြီးတယ်လို့ခိုင်ကြရင်ကြားတာကြားတော့သွားတန်းတော့လေမရခဲ့တာဟုတ်လို့ပေါ့နော်။တချို့ရက်ွက်တွေကလာတန်းညရတယ်စကိုင်းကြတဲ့ရက်ွက်ထဲက ေးရလို့ကပြင်းပြီးသွားတာညီမဆိုမယ်မူးပြီးတော့ပြန်လာနေမူထဲမှာကြာကြီးရက်ပြီးတန်းနေတာပြီးကြတော့မရခဲ့ဘူးအဲသူတို့ကကြာလေအဲ့လိုမျိုးသူတို့အဲ့တခြားရက်ွက်တရားဓာတ်ညာလေပါမှာအဲ့လိုတွေသူတို့ပေးလိုက်ကြတယ်ညီမတို့သွားတန်းတဲ့ခါကျတော့မရဘူးသူတို့အခုညီမတို့သွားတန်းတယ်ဆိုရင်မသွားတန်းပြီးတော့ဘယ်နေ့ကနေမှပြီးမယ်ဆိုပြီးတော့ပြောလိုက်ရောအဲ့အဲ့ရက်သွားတော့လေအဲ့ရက်မှလည်းမရခဲ့ဘူးညီမတို့နဲ့ဒီတွိုင်းညီမတို့ကဒီတွိုင်းအိမ်ကြီးကတော့မရဘူးပေါ့နော်တခြားသူတွေတော့ရရင်လည်းရမှာမှာတချို့ကလည်းဟိုညီမတို့ကြာတော့တချို့ရက်ွက်တရားလည်းရက်ွက်ကိုလာပြီးတန်းရတယ်အဲ့လိုကြာတာပဲအဖေကလည်း စာတန်းလိုက်ဆိုတော့ရောက်နေဖြစ်နေတာတချို့ကကြတဲ့အိမ်တိမ်မှာဟိုမှာထားလာတော့9ရောက်ရှိတယ်ဆိုရင်အဲ့9ရောက်စလုံးကတန်းညားလीအဲ့လိုတွေများကြတာအဲ့ကြတော့တကယ်တန်းရတယ်ကြတာမရတော့ပါဘောတကယ်လိုအပ်တဲ့နေရာကြပြီဒါပေမဲ့ကြာလမ်းညားလေးကိုလာတဲ့ brighter အဖွဲအဲ့လိုပေါ့နော်လာပြီးတဲ့စာရင်းလေးနဲ့အဲ့လိုမိုးလေးတော့ရတယ်အဲ့ဒီဆိုရင်ကအဲ၅ကောင်ကို၂ကောင်ကို၃ကောင်ကိုအဲ့လိုလေးတော့ရဘူးတဲ့ပုံလိုမျိုးရက်ွက်ကနေရတာမျိုးတော့ညီမတို့မရှိ ငလင်ကြောက်ထိခိုက်ခံစားခဲ့ရတဲ့ဒေတာတွေကလူတိတ္တမတစ်တန်ဟာလူသားချင်းစာနာမှုအကူအညီတွေလိုအပ်နေတယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယုံ UN OCHA ကပြီးခဲ့တဲ့ရက်ပိုင်းမှာထုတ်ပြန်ထားပါတယ်ကြအပြင်ငလင်ကြောင်ကိုဝင်ဆောင်မျိုးသမီးတသိန်း9000ကျော်ဟာကျမရေးဆောင်ရှောက်မှုတွေလိုအပ်နေတယ်လို့လဲကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ UNFPA ကဧပြီလဆန်းမှာချုပ်ပြန်ခဲ့ပါတယ် ငလင်းလောက်ခတ်အပြီးတလကျော်အတွင်းမှာဆိုရင် ပြန်လဲထူထောင်ရေးလုပ်ငန်းတွေစတင်သင့်ပြီးဖြစ်ပေမဲ့လက်ရှိအခြေအနေအရကုညီကယ်ဆယ်ရေးနဲ့ရှင်းလင်းရေးကိုသာပြရိတလူမှုကုညီရေးအဖွဲ့တွေကကုတူကိုရလှုပ်ဆောင်နေရစေပါအခုလိုပြန်လဲထူထောင်ရေးမလုပ်နိုင်သေးတာနဲ့ပတ်သက်ပြီးလွန်ခဲ့တဲ့နှစ်20ကျော်ကထိုင်းနိုင်ငံဆူနာမီသဘာဝပေးမှာမြန်မာရွှေ့ပြောင်းနေတဲ့ကုညီကယ်ဆယ်ရေးလှုပ်ဆောင်ပေးခဲ့သူပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေး Foundation FED ရဲ့ Director ဦးထွတ်ချစ်ကအခုလိုတုံ့သက်ပါတယ် လူလုတ်တဲ့အန်တရယ်ပဲဖြစ်ဖြစ်တဘာဝဘေးအန်တရယ်ပဲဖြစ်ဖြစ်ဒါကိုကျွန်တော်အရေးပေါ်လုပ်ငန်းတွေမှာကျွန်တော်တို့ကတော့ဟိုမဖြစ်မနေအဓိကအရေးပေါ်ဖြစ်ဖြစ်စည်းစည်းကျွန်တော်ငွေအားလူအားဤပညာအားတွေနဲ့တုံးပြီးတော့လောက်ရမှာဒီဟိုကျွန်တော်တို့အခြားဝတ်နေရေးကျမ်းမာရေးအဲ့ဒါတွေအဓိကလောက်မှာစာဝတ်နေရေးလို့ပြောရဲဆိုရလက်စနီးရရှိရေးကျွန်တော်တို့ဒီရေးပြီးတွေပေါ့နော်ရေးပြီးတွေပုံမှန်သွားလာတဲ့ကိစ္စတွေကျမ်းမာရေးရောက်ကျွန်တော်တို့ဟိုနေထိုင်ရမယ့်ပုံစံဖြစ်ရလား နောက်ပြီးတော့ကျွန်တော်တို့တစ်ချိန်တည်းမှာဖြစ်နိုင်တာကတော့ကျွန်တော်ကျမ်းမရေးရပါတော့ဒီဘလိုလဲအတဲ့တဘာဝဘေးအန္တရာယ်တွေဟိုဖြစ်လာနိုင်တယ်အခုတော့မှကျွန်တော်တို့ကြွက်တွေမွေတွေပူပေါ်လာတယ်နောက်ပြီးတော့ညက်ပတ်တာတွေဟိုချင်းတွေရင်တွေပူပေါ်လာတယ်အဲ့ဒါတွေကပေါ့ဒါတွေကိုကျွန်တော်မဖြစ်မနေပေါ့အဓိကတွန်းတွန်းတိုက်တိုက်ဆောင်ရရမယ်နောက်တစ်ခုကတော့ကျွန်တော်တို့ကတော့ဟိုတင်းတင်းလျှောက်ပတ်တယ်ပေါ့ဗျာဒါကျွန်တော်တို့နေဖို့ထိုင်ဖို့ကိစ္စလေးကိုကျမ်းမရေးနဲ့ညီညွတ်တဲ့အိမ်ယာယာယီရောဟိုအများရန်ဒီဘက်မှာလေလို့တော့ဆိုလို့ရှိရင်ယာယီကျွန်တော်တို့နေထိုင်မှုဆောက်ပေးတယ်လို့မျိုး နောက်ပြီးတော့လည်းအများရန်ကျွန်တော်တို့ဒီအဆူရှင်တွေပေါ့အစိုးရရောစီးပွားရေးလုပ်ငန်းရှင်တွေရောအပြင်လုပ်ငန်းအရင်းနဲ့လည်းအဆူဒီတေချာလေးကိုအဆူခံပြီးတော့သူအိမ်မဲရမဲဒီဖြစ်သွားနိုင်တဲ့လူတွေကိုလည်းအဆောက်အဦတွေဆောင်ရွက်ပေးတင်တာပေါ့ပြီးခဲ့တဲ့လ28ရက်ကမွန်လ7နာရီ50မိနစ်ဝင်းကျင်မှာစတင်လှုပ်ခတ်ခဲ့တဲ့ငလင်ဟာပြင်းအားခွတ်တက်မှခုနှစ်ရစ်စတာစကေးရှိခဲ့ပါတယ်စကိုင်းမြို့ရဲ့အနောက်မြောက်16ကီလိုမီတာအကွာကိုဗဟိုပြုလှုပ်ခတ်ခဲ့တာပါ နောက်ထပ်12မိနစ်အကြာမှာပဲသခိုင်းမြို့တောင်ပဲ18ကီလိုမီတာခန့်အကွာကအင်းဝဒေတာတတက်ဦးလေးစိအနီကိုဗဟုပြုပြီးပြင်းအား6တသမ4ရှိတဲ့ငလင်နောက်တစ်ချိန်ထပ်လုပ်ခဲ့ပါတယ်။အဲ့ဒီငလင်ကြီးတွေပြီးကြတဲ့ကနောက်ထပ်ငလင်တွေဆက်တိုက်ဆိုးလို့လှုပ်ခတ်နေတာဟာလည်းအခုတလပြည့်ချိန်ထိပါပဲ။ပြီးခဲ့တဲ့တရက်ချကလည်းည10နာရီခွဲလောက်မှာမန္တလေးတိုင်းကိုဗဟုပြုပြီး Vista Scale 4တသမ4အဆင့်ရှိတဲ့ပြင်းအားအသင့်တဲ့ငလင်တစ်ခုလှုပ်ခတ်ခဲ့ပါတယ်။ တင်းငလင်းပြင်းအားကအတင့်အတင့်ဆိုပေမဲ့ငလင်းကြီးတလပြည့်ချိန်တိုင်းရိုင်းနေတဲ့ဖြစ်နေတဲ့ကြိုက်တွေကွက်အပ်နေတဲ့အုန်နီယံတွေနဲ့အတူအချင်းထားရတဲ့လူတွေရဲ့စိတ်ဟာပြည့်လဲပြီးဒဏ်ရာဖြစ်စေခဲ့ပါတယ်။ပြီးခဲ့တဲ့ကနအုပ်ငလင်းကြီးဟာနှစ်ပေါင်း၁၀၀ဝန်းကျင်အတွင်းပြင်းအားအများဆုံးဖြစ်ခဲ့ပြီးအခုချိန်ထိလူပေါင်း၄400ကျော်သေဆုံးခဲ့ကလူ၁၁၀၀ကျော်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။မန္တလေးတမြို့ထဲမှာနေငလင်းကြောက်တည်ဆုံးသူ2900နီးပါးရှိခဲ့တာပါ ဒီနေ့အချိန်ထိပျောက်ဆုံးသူတွေလည်းရှိနေသလားကြာတည်ဆုံးသူရေအတွက်ကကြီးထက်များနိုင်တယ်ဆိုတဲ့သုံးသက်ချက်တွေလည်းရှိနေပါတယ်။အဲ့ဒီလိုဆက်ကပ်ပိုင်းမျက်စိတမဲ့အတွင်းအသက်နဲ့ဘဝတွေဆုံရှုံခဲ့တဲ့ဖြစ်စဉ်ကနောက်ဆက်တွဲငလျင်တွေလှုပ်ခတ်တိုင်းဘေးသင့်ခံရသူတွေအတွက်ထိတ်လန့်တုန်လှုပ်မှုတွေကိုပိုဖြစ်လာစေပါတယ်။အဲ့ဒီတည်းမန္တလေးမြို့နယ်အသက်38နှစ်အရွယ်ဒေသခံအမျိုးသားတအူလည်းပါဝင်ပါတယ်။ ညတုန်းကဆိုလို့ရှိရင်10နာရီ26လောက်မှာပေါ့တခုလောက်တော့အဲလေးတောင်မှလေးဆိုတော့တော်တော်လေးတည်တာလေဒီအတန်ညကလည်းဝေါ်နဲ့တော့မကြားရဘူးပေါ့နော်အဲ့လိုဆိုတော့လုံခံမှုကလည်းတိတိတာဖြစ်တယ်အဲ့လိုမျိုးဖြစ်တဲ့အချိန်ကျတော့လူတွေကပေါ့နော်အခုအချိန်ထိပြောမစင်တော့အဲညစိတ်တရားနဲ့ပြောပြောမလဲဟောနည်းစိတ်အေးလာတယ်လို့ပြောတဲ့အချိန်မှာအခုလိုမျိုးပေါ့ထဖြစ်တယ်ဆိုတော့ ဟိုလူတွေရဲ့စိတ်တွေကတော့ခြောက်ခြားမှုတွေကတော့ထိုင်မှတိုးလာတဲ့အနေထားတော့ရှိတာပေါ့နော်ပြောမယ်ဆိုရင်တော့ဟိုတော်ကားလောက်တွေတော့ဒီပေါ့အစိတ်အခြေရေတွေကတော့အရာကြီးလဲမစိတ်တော့ဘူးအရာကြီးလဲမပြင်းတော့ဘူးဆိုပေမဲ့လို့အနေထိုင်လို့ဖြစ်လာပြီးအားလုံးစိတ်ချလက်ချဖြစ်လာပြီးလို့ပြောတဲ့အချိန်မှာခုလိုပြောထားဖြစ်တဲ့ခါကျတော့လူတွေကပြန်မင်းမတဖန်ပေါ့နော်ဟာဒါက ဟိုငါတို့စိတ်မချရသေးဘူးပဲဆိုတာမျိုးအတွေ့အပြောင်းဝင်လာညကဆိုလို့ရှိရင်ဒါကျွန်တော်တို့နေတဲ့အိမ်ယာနာပတ်ဝန်းကျင်ဆိုလို့ရှိရင်လူတွေကဆင်းပြေးကြတာပေါ့နော်အဲ့လိုမျိုးအနေထားလေးတွေရှိတယ်။ငလင်တန်ကိုအဓိကခန်းစားခဲ့ရတယ်မြန်မာနိုင်ငံအလဲပိုင်းဒေသဟာနှွေရသည့်အပူတန်ကိုတခြားဒေသတွေထက်အပြင်းထန်ဆုံးခန်းစားရတဲ့နေရာဆိုလည်းမမှားပါဘူး။နေအပူချိန်40ဒီဂရီစင်တီဂရိတ်အောက်မှာအပြည့်အစည်းတွေကြလွတ်ရနေရာတွေမှာနေထိုင်ကြရသူတွေအတွက်တော့နေ့စဉ်လိုအပ်ချက်အပူမီကပိုပြင်းလို့နေပါတယ် ဘဝတွေကိုဝါမျိုးခံခဲ့ရတယ်။ငလင်းတက်တလပြစ်ချိန်တိတောင်ပေးတဲ့သူတွေဟာ အကာအကွယ်မဲ့ရှင်သန်နေကြရစေပါ။